မင်္ဂလာပါရှင်။စောလ23ရက်တင်းနာနေ့အတွက်ရွှေရုံရဲ့လှလှရှာရုံတင်းနေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ ရွေးကောက်ပွဲအတွက်လိုအပ်တဲ့မဲပေးဆက်များထုတ်လုပ်နေတဲ့သတင်းဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာအသုံးပြုဖို့အတွက်မဲပေးဆက်များကိုထုတ်လုပ်နေပြီးရရှိလာတဲ့မဲပေးဆက်တွေကိုသက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုတည်ယူဖို့ဆောင်းတာ၊သူလောင်ထိန်းသိမ်းတာနဲ့ပျက်စီးမှုရှိစေဖို့အတွက်စနစ်တကျသိမ်းဆည်းတာတွေစီမံဆောင်ရွက်နေတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကစွန်လ20ရက်ကပြုလုပ်တဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးမှာပြောကြားကြောင်းသိရပါတယ်။လာမယ့်ရွေးကောက်ပွဲမှာမဲဆန္ဒရှင်ပြည်သူတွေ ဲပေးရမှာမှန်ကန်လွယ်ကူစေဖို့နဲ့မဲမတမာမှုတွေမဖြစ်ပွားစေဖို့တနိုင်ငံလုံးအတိုင်းအတာနဲ့မဲပေးဆက်တွေကိုအသုံးပြုပြီးမဲပေးနိုင်ရင်စာဝတ်နေတယ်လို့ဆိုပါတယ်လက်ရှိမှာတော့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမြန်မာအီလက်ထရောနစ်မဲပေးဆက်အသုံးပြုပုံတွေကိုသင်တန်းပေးတာတွေစာမတ်နေတယ်လို့သိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့စားသုံးစီလုပ်ငန်းရှင်များကိုကန်ဒေါ်လာ၈သိန်းရောင်းချတဲ့တဲ့ရင်ဖြစ်ပါတယ်။နိုင်ငံသားငွေကြေးဈေးကွက် FX Trading မှာ ်စားသုံးစီလုပ်ငန်းရှင်တွေအတွက်ဇွန်လ20ရက်ကအမေရိကန်ဒေါ်လာ10သိန်းထပ်မံရောင်းချပေးခဲ့တယ်လို့ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။ဇွန်လ19ရက်က FX Trading မှာစားသုံးစီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ1.5တန်းကျော်ရောင်းချပေးခဲ့ပြီး20ရက်နေ့မှာထပ်မံရောင်းချပေးခဲ့တာပါ။ CMB ကုမ္ပဏီတွေစီကဝယ်ယူထားတဲ့နိုင်ငံသားငွေတွေကိုစားသုံးစီလုပ်ငန်းရှင်တွေအတွက်ပြန်လည်ရောင်းချပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့ကြောက်တန်းမြူနယ်တွင်မိုးရွာသည့်စုပေါင်းတစ်ပင်ဆိုင်ပြည်ဝဲကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ခြေလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနရဲ့2025ခုနှစ်မိုးရသည့်စုပေါင်းတစ်ပင်ဆိုင်ပြွဲကိုဇွန်လ22ရက်ကကြောက်တန်းမြို့နယ်ပြင်းမကန်ကံပြောင်ခြေဝါချင်းဆက်လန်းနေပြုလုပ်ကြောင်းသိရပါဗျ။စုပေါင်းတစ်ပင်ဆိုင်ပြွဲတွင်ခြေလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနမှဦးစီးအရာရှိမြို့ပြဒေါခင်တီရာဟန်နှင့်ဝန်ထမ်းများ ်ကျေးရွာရမီရဖများကမန်ချန်ရှားပြူပင်350အားလမ်းပြီးဝဲရတွင်စုပေါင်းဆိုက်ပြူကြောင်သိရှိရပါတယ်ရှင်ဒီသတင်းကိုတော့တန့်စင်ထုံးကပြပူလာတာပါနောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့ကွန်းချံကုံမြို့နယ်အတွင်းရှိစားတော်ဆိုင်များအားဈေးကွက်ဆောင်ကြီးကြီးစုစစ်စစ်ခြင်းများဆောင်ရွက်တဲ့တဲ့ရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကွန်းချံကုံမြို့နယ်စားသုံးသူရေရဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်နွန်ွယ်အေး မြို့နယ်စီပင်တရားရှိရအဖွဲ့မှဝင်တန်းများမြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝင်တန်းများပူပေါင်းအဖွဲ့ဟာ တောင်ပတ်ပိုင်းရက်ွက်ရှိထိန်ထိန်လင်းစာတောက်ဆိုင်အားဇွန်လ20ရက်နေ့နံပိုင်းကကွင်းစင်စစေးကအစာအသောက်များပြုပင်ရောင်းချမှုတွင်တန့်ရှင်းမှုရှိစေရည်နှင့်ကျန်းမာရေးနှင့်ညီညွတ်သောအစာအသောက်များရောင်းချရေးဆွေးနွေးပြောကြားကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဆွေးနွေးကပေးပို့ထားပေဖြစ်ပါတယ်